ရခိုင်ပြည်နေဥပဒေပြုရေးအုပ်ချုပ်ရေးနှင့်လူမှုစီးပွားရေးစသည့်လောကစင်တိကိုခိုင်လျက်လျော်ညီအောင်ပြုပြင်ဆောင်ရွက်တော်ဖို့ရေမန်းချက်တိလေးချမှတ်ထားပါရယ်။လွန်ခါရီ၌ပေါ်မျောစွာကပင်ကုတီသဖွန်ပြုတွေ့တဲ့မှုမိခရင်နှင့်အလောက်ကန်ခွင်းလန်းရှာပါမှုတိကြောင့်မိမိတို့ဇာတိဒေသကိုဆွမ်းခွာပြီးဒေသအသည့်သည့်သို့ရောက်လောက်ကပါရယ်။အခုရခိုင်ပြည်နေမနိုင်ငံတကာစီမံကိန်းကြီးနှစ်ခုဖော်ဆောင်လို့ဟိမ့်နေပါရယ်။ ကံပီနေမြောက်ပဲမှာစိတ်ဒီမျိုးကိုဘိုးပရုလို့ကလဒံပဲဆောင်ဖွမ်းပရုတူတဲရီစီမံကိန်းကိုအကောင့်ထီဖော်ဆောင်နေဒီပိုင်ရခိုင်ပရင်တောင်ပဲမှာကြောက်ပရုမျိုးကိုဘိုးပရုပရိကေရင်းနေဆိုင်ကပါဝင်ထူးစီပွားရီဆောင် SEZ စီမံကိန်းကြီးကိုစတင်အကောင့်ဖော်နေပါရီဒီစီမံကိန်းကြီးဒီအောင်မြင်လာသည်နှင့်အမျှ အလောကံအခွင့်အလန်းအမြော်ဂရီတိုတဲဖွန်ဖို့လာပြီးအခရင်နေကောင်းတိပေါ်ပေါက်လာပါဖို့ယင်ကြောင့်ရခိုင်တိုင်းနယ်သားများပါတီ RNP အနေဖြင့်ဒီစီမံကိန်းဂရီတိအလျင်မှန်ဖွန်ဖို့တိုတဲလာဖို့အထူးမျှော်လင့်ထောက်ခံအပ်ပြီးပါတယ်